်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ ICC ကမင်းအွန်လိုင်းကိုဖမ်းဝရမ်းချက်ချင်းထုတ်ရန်မြန်မာတမ်မတ်ကြီးတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC အနေနဲ့အကြမ်းဖက်စစ်ရာဇဝတ်သားမင်းအွန်လိုင်းကိုဖမ်းဝရမ်းထုတ်ဖို့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့လိုအပ်နေပြီလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောလိုက်ပါတယ် နိုဝင်ဘာ17ရက်ကမြူရမျိုးမှာကျင်းပခဲ့တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာဆုံးညီအစည်းအဝေးရဲ့ APB ဆိုင်ရာရာဇဝတ်တရားရုံးဤအစီရင်ခံစာခေါင်းစဉ်နဲ့ဆွေးနွေးပွဲမှာတာမတ်ကြီးကခုလိုတင်ပြဆွေးနွေးခဲ့တာဖြစ်ပြီးတရားမဝင်အာဏာသိမ်းစစ်အုပ်စုကစီစဉ်နေတဲ့အထုရောင်ရွေးကောက်ပွဲကိုပြက်ပြက်သားသားပဲ့ချကြဖို့လည်းတိုက်တွန်းထားပါတယ်။တာမတ်ကြီးကအကြံဖက်စစ်တပ်ရဲ့ထပ်မံရက်စက်မှုတွေကိုတားဆီးနိုင်ဖို့ပြည်မှုကျူးလွန်ခြင်းခံရသူတွေအတွက်တရားမျှတမှုရရှိစေဖို့နဲ့အပြစ်ပေးအရေးယူခြင်းကနေ ခင်းလွတ်နေမှုကိုအဆုံးသတ်ဖို့အတွက်မြန်မာနိုင်ငံအတွင်းကျူးလွန်သည့်ရာဇဝတ်မှုတွေအပေါ်တရားရုံးရဲ့စီရင်ပိုင်ခွင့်ကိုအတိမတ်ပြုတဲ့ပုံမှန်စနစ်၃ကြေညာချက်ကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့မှတ်ပုံတင်အရာရှိစီတင်ပြခဲ့ကြောင်းလည်းထည့်သွင်းပြောကြားထားပါတယ်။ဒါ့ပြင်အချိန်တနည်းနီးပါးကြာမြင့်လာတဲ့အတိုင်းအောင်တရားစွဲအရာရှိရဲ့လျှောက်ထားချက်နဲ့ဆက်လင်ပြီးတော့တိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိသေးတဲ့အပေါ်မြန်မာပြည်တွေရဲ့စိတ်ပြတ်မှုတွေပုံမှုကြီးမားလာတာကြောင့် တရားရုံးရဲ့အချိန်မီထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေလိုအပ်နေတဲ့အကြောင်းလည်းပြောလိုက်ပါတယ်။စစ်ကောင်းဆောင်မေအောင်လိုင်းကိုတော့2024ခုနှစ်နိုဝင်ဘာ28ရက်တုန်းကအပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး ICC ရှေ့နေကျုံကာရင်ခန်ကဖမ်းဝရထုတ်ဖို့အမှုဖွင့်တိုင်ကြားထားတာရှိတယ်လို့ရိုဟင်ဂျာတွေကိုလူမျိုးတုံးတတ်ဖြတ်မှုအတွက်မြန်မာနိုင်ငံကိုအရေးယူပေးဖို့ဂမ်ဘီယာနိုင်ငံကတရက်လိုလုပ်ပြီးကုလသမဂ္ဂရဲ့အမြင့်ဆုံးခုံရုံးဖြစ်တဲ့ ICJ တရားရုံးမှာ2020ပြည့်နှစ်နိုဝင်ဘာလကတည်းကတိုင်ကြားထားတာလည်းရှိနေပါတယ်။ အခုအခါမှာတော့အကြံဖက်စရုပ်စုကအထူးရောင်ရွေးကောက်ပွဲကိုပြုလုပ်ပြီးတော့သူတို့ရဲ့ကြီးလေးတဲ့ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့အဆိုပါရာဇဝတ်မှုတွေအတွက်တာဝန်ခံမှုကနေရှောင်လွှဲဖို့သူတို့ရဲ့တရားမဝင်အာဏာသိမ်းမှုကိုလှည့်ပြဖို့ဂျိုးပန်းနေတာကြောင့်ဖန်ဝရံထုတ်ဖို့ဆုံးဖြတ်ချက်ကိုချက်ချင်းချမှတ်ဖို့လိုအပ်နေကြောင်းတမတ်ကြီးဦးကျော်မထွန်းကထောက်ပြလိုက်တာပါ။ဒါပြင်စစ်အာဏာရှင်စနစ်အဆုံးသတ်ဖို့စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးတရားမျှတသောအနာဂတ်ကိုရရှိစေဖို့မြန်မာပြည်သူတွေရဲ့ကြိုးပမ်းမှုမှာအဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့မြန်မာပြည်သူတွေနဲ့အတူခိုင်မာစွာယက်တီကြဖို့လဲတောင်းဆိုလိုက်တာဖြစ်ပါတယ်။ဆက်လက်ပြီးစာတင်နေတဲ့ကလေးများကိုစစ်တပ်တပ်နေမှုအ мян ဆုံးရက်အောင်လုပ်ရန်ဒေါ်အောင်ဆန်းစုကြည်ဤတောင်းငယ်တောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကလေးငယ်များစာတင်ကြားနေစဉ်လေးချောင်းတိုက်ခိုက်တပ်ဖြတ်နေသည့်စစ်တပ်၏ရက်စက်ရုံမှမှုများကိုယူနီဆက်နှင့်နိုင်ငံတကာအဖွဲ့များအနေနဲ့ပြင်းပြင်းထန်ထန်ဖြစ်တင်ရှုံချပြီးအ мян ဆုံးရက်တက်အောင်လုပ်ရန် ်ဒေါအောင်ဆန်းစုကြည်ဤသားငယ်ကင်အရစ်ခကိုထိန်လင်းကတောင်းဆိုလိုက်ပါတယ်။စာတင်ကြောင်းများသည့်စစ်တပ်တိုက်ခိုက်တပ်ဖြတ်ရာနေရာဖြစ်လာကြောင်း၊လေကြောင်းတိုက်ခိုက်မှုများကြောင်းအပြစ်မဲ့ចောင်းသားအများပြားသေဆုံး၊ဒဏ်ရာရရှိနေကြောင်းထို့ကြောင့်မြန်မာကလေးများကိုကာကွယ်ရန်နှင့်ကလေးများ၏လုံခြုံရေးနှင့်ပညာသင်ဖို့အခွင့်ရေးရရန်တောင်းဆိုခြင်းကြောင်းကင်အရစ်ကဆိုပါတယ်။ကလေးတွေဟာចောင်းသွားတဲ့အတွက်အသက်သေဆုံးနေရတယ်။ စစ်အာဏာရှင်ကလူတွေနဲ့အတူနိုင်ငံရဲ့အနာဂတ်ကိုပါဖျက်ဆီးနေတယ်။ပညာရေးကိုပြစ်မှုအဖြစ်မတတ်မတ်တင်ဘူး။စာအုပ်ကင်ထားတဲ့ကလေးတအူးဟာစာသင်ကန်ထဲမှာမသေးတင်ဘူးဟု၎င်းကပြောပါရယ်။ပညာရေးသည်မိမိတို့ဤသားသမီးများအကြောက်တရားခင်ဝေပြီးလူကုန်တိတ်ခါရှိစွာကြီးပြင်းနိုင်အောင်ပို့ဆောင်တည်လန့်ဟုဒေါ်အောင်ဆန်းစုကြည်ကယုံကြည်ပြီးယခုကဲ့သို့ကလေးများစာသင်ကန်နဲ့ပညာသင်နေစဉ်လေးချောင်းတိုက်ခိုက်တပ်ဖြတ်ခံရတာကိုဒီပါကနှလုံးကြွေကွဲဖွယ်ဖြစ်လိမ့်မည်ဟုကင်အရစ်ကဆိုပါရယ်။ မိမိရဲ့ဘဝတစ်လျှောက်လုံးမှာကလေးတိုင်းငြိမ်းချမ်းစွာတင်ကြားခွင့်ရပြီးလွတ်လပ်စွာစာဖတ်နိုင်တဲ့နိုင်ငံဖြစ်လာအောင်တည်ဆောက်ဖို့ရည်ရွယ်ခဲ့တယ်ဟုလည်း၎င်းကဆက်ပြောပါတယ်။အာနေတီအပြစ်မဲ့ကလေးနဲ့လူငယ်များကြောက်ရွံ့ခြင်းကင်းပြီးမျှော်လင့်ချက်ရှိသည့်အနာဂတ်အတွက်မမမမရက်တည်ပေးခြင်းဖြင့်ဒေါ်အောင်ဆန်းစုကြည်၏ရည်ရွယ်ရည်မှန်းချက်များကိုအကောင့်ထည့်ဖို့ဂုဏ်ပြုကြရန်လည်းတိုက်တွန်းထားပါတယ်။အိုးတိန်တွင်းရွာတုန်းကကလေးတွေစာသင်နေတဲ့အချိန်ကိုရွေးပြီးစာသင်ကျောင်းကိုဖလူစတာဖုန်းတွေကျဲသွားတယ်ဆိုတာစစ်တပ်ကကလေးတွေကိုတေးစီလိုတဲ့စိတ်ဘလောက်ပြင်းပြနေတယ်လဲဆိုတာသက်သေပဲဟု နယ်စပ်ဒေတာအခြေစိုက်စီဒီအန်အရာရှိတအုပ်ကပြောပါရယ်မေလ12ရက်နေ့နက်9:00မိနစ်40ခန်းတွင်စကိုင်းတိုင်းဒီပဲရင်မြို့နယ်အိုးတိန်တွင်စာတင်ကျောင်းရွာကိုစစ်တပ်ကလေကြောင်းမှဘုံကျဲချခဲ့ရာဆီယာမနှစ်ဦးအပါအဝင်ကျောင်းသားကျောင်းသူစုစုပေါင်း24ဦးသေဆုံးခဲ့ပြီးရာသက်ပံကိုလက်အင်ကာချိုးယွင်းသွားသူကလေး73ဦးရှိကြောင်းသိရပါရယ်စတေဘာ12ရက်တကောင်ကျော်အချိန်နနက်တနာရီခန့်တွင်ရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တရက်တပင်ရွာရှိပညာပန်းကင်ပုဂ္ဂလိကစာသင်ကျောင်းကိုစစ်တပ်ကလေကြောင်းမှပေါင်900ဘုံးနှလုံးကျဲချခဲ့ရာ ကျောင်းသူကျောင်းသား20ဦးသေဆုံးခဲ့ပါတယ်။ဆက်လက်ပြီးစစ်ကောင်မရှင်ကကြားဖြန့်ကိစ္စအတွင်း KNU နဲ့ထိုင်းနိုင်ငံကိုတန်တမာများရှေ့တွင်အပြစ်ဖို့ဝါဒဖြန့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်မရှင်က၎င်းတို့ပြုလုပ်မဲ့နိုင်ငံတကာမှလက်မခံသည့်ရွေးကောက်ပွဲအပအဝင်မြန်မာထိုင်းနယ်စပ်ရှိကြားဖြန့်ခအွန်လိုင်းငွေကိုင်းကိစ္စအတွင်းတော်ဝင်ယူမှုကိုရှောင်ရှားရန်ကြိုးပမ်းသည့်အနေဖြင့်ကရင်အမျိုးသားအစည်းအရုံး KNU နှင့်ထိုင်းနိုင်ငံကိုအပြစ်ပုံချကဝါဒဖြန့်စည်းရုံးခဲ့ကြောင်းသိရပါသည် ရန်ကုန်မြို့အခြေစိုက်တန်တမန်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းမှကိုယ်စားလှယ်များအားမြန်မာနိုင်ငံ၏လက်ရှိအခြေအနေများကိုရှင်းပြမည်ဟုဆိုကာယမန်နေ့နိုဝင်ဘာ12ရက်နေ့တွင်စစ်ကော်မရှင်ကခေါ်ယူခဲ့ခြင်းဖြစ်ပြီးတပ်ဆိုင်ရာအစိုးရထံပြန်တင်ပြပေးရန်တောင်းဆိုခဲ့ကြောင်းသိရပါသည်။နေဆက်အခြေပြုလက်နက်ကိုင်အဖွဲ့တွေကကာစီနိုအွန်လိုင်းလောင်းကစားစတာတွေကိုနိုင်ငံတကာရာဇဝတ်ဂိုင်းတွင်နဲ့အတူကျူးလွန်ဆောင်ရွက်နေတာတွေကိုတိုက်ဖြတ်နေပါတယ်ဟုစစ်ကော်မရှင်ခန့်အပ်နိုင်ငံသားရေးဝန်ကြီးဦးတန်းစွေကတန်တမန်များကိုထည့်သွင်းပြောပါတယ်။ အဆိုပါရှင်းပြမှုများတွင်မကြမီ၎င်းတို့ပြုလုပ်ပြီးရွေးကောက်ပွဲကိစ္စငြိမ်းချမ်းရင်းနှင့်နိုင်ငံရေးလုပ်ငန်းစဉ်များ၌တိုင်းသားတော်လှန်ရေးအဖွဲ့အစည်းများ PIO ပါဝင်လာရန်ဖိတ်ခေါ်နေမှု၊နေဆက်ဒေတာအခြေပြုနိုင်ငံဖြတ်ကျော်မှုကင်းကြားဖြန့်ကိစ္စစသည်တို့ပါဝင်ကြောင်းသိရပါသည်။စစ်ကော်မရှင်ကပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလမှ2025ခုနှစ်နိုဝင်ဘာလအထိနှစ်နှစ်ကျော်အတွင်းမြန်မာနေဆက်သို့အိန္ဒိချင်းနိုင်ငံမှတက်ဆင်တရားမဝင်ရောက်ရှိနေသည့်နိုင်ငံပေါင်း52နိုင်ငံရှိပြီးနိုင်ငံသားသား 68982ဦးကိုသက်ဆိုင်ရာနိုင်ငံများထံသို့ပြန်လွှဲပြောင်းပေးခဲ့ကြောင်းဆိုပါတယ်။ထို့အပြင်ကရင်ပြည်နယ်မြဝတီမြို့မေထော်တလီရှိ KK ဘတ်ကြားဖြတ်နေမြများသို့ထိုင်းနိုင်ငံမှတက်ဆင့်တရားမဝင်ဝင်ရောက်သူများသည်60ရာခိုင်နှုန်းကျော်ရှိပြီးအဆောက်အုံအတွက်လိုအပ်သည့်များကိုထိုင်းကုန်သည်များကထောက်ပံ့ရောင်းချနေကြောင်းပြောဆိုခဲ့ပါတယ်။ ရှင်းအတူနေဆက်ဖြတ်ကျော်ရာဇဝတ်မှုများမူရစေဝါများတွင် EAO အဓိကပါဝင်နေပြီးမြန်မာနိုင်ငံ၏ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုနှင့်ဓာတ်ရိုက်သက်ဆိုင်နေခြင်းကြောင့်အိန္ဒိယနိုင်ငံများမှဝိုင်းဝန်းထိန်းချုပ်ပေးရန်နှင့်အရေးယူပေးရန်စစ်ကော်မရှင်ကလိန်ညာစီရင်ခဲ့ပါသည်။စစ်ကော်မရှင်၏ထုတ်ပြန်ချက်အရ KK ပတ်တွင်အဆောက်အုံစုစုပေါင်း625လုံးရှိပြီးရှင်းနှမ်းမှာပထမအဆင့်148လုံးဒုတိယအဆင့်62လုံးနဲ့တတိယအဆင့်425လုံးတို့ကိုဖြိုချသွားမည်ဟုဆိုထားတော်လဲလက်ရှိတွင်မူအဓိကနေရာများအားထိန်ချုပ်လုပ်နေကြောင်းသိရပါသည်။ ဆက်လက်ပြီးဂျပန်ဝန်ကြီးချုပ်၏ထိုင်ဝမ်အပေါ်ဆိုးရွားသောမှတ်ချက်များကိုပြန်လည်ရုပ်သိမ်းရန်တရုတ်တောင်းဆိုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဆာနဲတာကာအီချီအနေဖြင့်ထိုင်ဝမ်နှင့်ပတ်သက်သည့်ဆိုးရွားသောမှတ်ချက်များကိုပြန်လည်ရုပ်သိမ်းပေးရန်တရုတ်နိုင်ငံသား၏ဝန်ကြီးဌာနကယနေ့နိုဝင်ဘာ23ရက်တွင်တောင်းဆိုလိုက်ပြီးပြန်လည်မရုပ်သိမ်းပါကဂျပန်နိုင်ငံအနေဖြင့်ရင်းမှတ်ချက်များအတွက်ဖြစ်ပေါ်လာသည့်အကျိုးဆက်အလုံးကိုတာဝန်ယူရမည်ဟုသတိပေးလိုက်ပါတယ်။ ဝင်ကြီးချုပ်တာကာအီချီကပြီးခဲ့တဲ့အပတ်တွင်ပါလီမန်၌တရုတ်နိုင်ငံကထိုင်ဝမ်ကိုတိုက်ခိုက်ခြင်းသည်မိမိတို့၏ရှင်းတမှုကိုချိန်ချောက်သည့်အခြေအနေဖြစ်လာနိုင်ပြီးစီးရေးအရတုံးပြန့်မှုဖြစ်ပေါ်လာနိုင်သည်ဟု၍ပြောကြားခဲ့ရာရင်းမှတ်ချက်များကြောင်းတရုတ်အစိုးရနှင့်တန်တမာရေးရာအငင်းပွားမှုဖြစ်ပွားခဲ့ပါသည်နိုင်ငံသားရေးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလေကျန်ကပေကျင်း၌ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတွင် တာကာအီချီအီမှတ်ချက်များသည့်တရုတ်၏ပြည်တွင်းရေးရမြားအားရိုင်းဆိုင်စွာဝင်ရောက်ဆက်ဖက်ခြင်းဖြစ်ပြီးနှစ်နိုင်ငံဆက်ဆံရေးကိုကြီးမားစွာထိခိုက်စေသည်ဟုပြောကြားပါသည်။လင်ကျန်ကထိုင်ဝမ်ရေးလက်ကြားအခြေအနေမှာဂျပန်ကစီးရေးအရောက်ဝင်ရောက်ဆက်ဖက်ဖို့တတ်သိရှိမည်ဆိုရင်ဒါဟာကျူးကျော်မှုမြောက်တဲ့လောက်ရဖြစ်လာမှာဖြစ်ပြီးတရုတ်ကဖြက်ဖြက်တာတာပြန်လည်ထိုးနှက်တုံ့ပြန်သွားမှာဖြစ်ပါတယ်လို့ပြောပါတယ်။ တရုတ်နိုင်ငံပိုင်ရုပ်သံဌာန CCTV နှင့်ဆက်စပ်နေသောလူမှုမီဒီယာအကောင့်တစ်ခုမှနိုဝင်ဘာ12ရက်နေ့တွင်တင်ခဲ့သည့်စာတွင်တာကာအီချီအားပြဿနာရှာသူဟုခေါ်ဆိုခဲ့ပြီးပေါင်ကျော်ပြီးစကားပေါက်တက်ကြရများဆက်လက်ပြောဆိုနေပါကတံပိုးတစ်ခုခုပေးဆက်ရလိမ့်မည်ဟုသတိပေးခဲ့ပါသည်တာကာအီချီအီမှတ်ချက်များနှင့်ပတ်သက်၍ဖော်ပြခဲ့သည့်သတင်းဆောင်ပါတစ်ပုဒ်တွင်အိုဆာကာမြို့ရှိတရုတ်ကောင်စစ်ဝင်ချုပ်စူချန်ကထိုးဝင်ပြီး ရပ်ပတ်နေတဲ့ဦးခေါင်းကိုဖျက်တောက်ရမယ်ဟုရေးသားခဲ့ရာ၎င်းအားနိုင်ငံတွင်းမှနှိမ့်ထုတ်ရန်တိုချိုရှိအကြီးတန်းနိုင်ငံရေးသမားများကတောင်းဆိုခဲ့ကြပါတယ်။ဂျပန်နိုင်ငံသားရေးဝန်ကြီးတိုရှိမီဆုမိုတေဂီကဆိုအီမတ်ချက်ကိုဝန်내စရာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဂျပန်တရုတ်ဆက်ဆံရေးရဲ့ကြေပြန့်တဲ့ဥတီချက်ကိုမထိခိုက်စေဖို့အတွက်ဒီလိုမဖြစ်အောင်တရုတ်ဘက်ကတင့်ပြော်တဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ဆက်လက်တောင်းဆိုသွားမှာပါဟုမိုတေဂီကကနေဒါနိုင်ငံ၌ဗိုလ်တပူးနေကပြုလုပ်သော G7 အစည်းအဝေးသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါတယ်။ သို့သောစူအားနှင်ထုတ်သင့်မသင့်အပေါ်မိုဒီကီကမှတ်ချက်မပေးခဲ့ပါကျွန်မတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်